ခင်ဗျားတို့ဟာမဟုတ်တော့ဘူးဗျာနိုင်ငံတိုင်းဝန်ကြီးဆန္ဒလဲရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးမြောက်လိုင်းရောပဲခင်ဗျားတို့ကဗစက်ကြီးတွေပိတ်နေကြတာဘာလုပ်နေကြတာလဲခင်ဗျားတို့ဒီကောင်လေးစောကနှစ်ကြိမ်ရှိသွားပြီအိန္ဒိယလောက်တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်မို့တော့နှစ်ကြိမ်ရှိသွားပြီတော့ရှက်ဖို့ကောင်းလေးဆိုတော့တော်တော်လေးကျွန်တော်တို့တိုက်ပြီးကဘာဖြစ်နေလဲဆိုတော့ဟိုခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာလိုက်အလှလိုက်အလှလိုက်ပုံကိုတွေကလည်းဟိုညံ့ညံ့သွေးကြောက်ကြပြေးကြရလားမသိဘူး ဘလို့ဟာတွေလည်းကျွန်တော်တွေ့နေသည်တိုင်းပြည်မှာကျွန်တော်တို့စဉ်းစားလို့မရဘူးဒီမှာသူများစော်ကားကျင်နေစော်ကားနေအောင်ကျွန်တော်ငြိမ်းခမ်းနေရတယ်အခုကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့อืมတကယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလားတိုင်းပြည်တကယ်ဟောခင်ဗျားတို့လက်ထက်မှာခင်ဗျားတို့လက်ထက်မှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထက်မှာကျွန်တော်ထားရတယ်ကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထက်မှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကခင်ဗျားတို့ကင်ထားပြီးတော့ခင်ဗျားတို့ကခင်ဗျားတို့လုံချင်လုံနေတာမျိုးပြီးတော့ကျွန်တော်တန်ဖို့ကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရင်လာတယ် အားလုံးမင်္ဂလာပါရေပေါ်ရိုထင်ချန်နေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025သုံးလပန်း14ရက်နေ့မနေ့ကင်းဖြစ်ပါတယ်ဒီမနေ့ကင်းမှာပထမဆုံးပြောချင်တဲ့သတင်းကတနင်္ဂနွေလုံးအတွက်ထောင်တောင်းချင်အပြန်အထွေထွေထုစစ်ကြီးတရက်စင်တွေ့ရဆက်အနာသိမှုအဆောင်တပ်ပိရန် UNG ကကွေးဝန်ကြီးအတိပေးကြေငယ်လိုက်ပါတယ်ဒီကမလရှိရနေ့ကကျင်းပပြုလို့တဲ့တမူးတင်တန်းအပတ်စဉ်တီ2020လေတင်တန်းစင်းပွဲတော့ပေးပို့တော့တဝန်လွာ၎င်းကထက်သွမ်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် န်ယူဂျီကကွေးဝန်ကြီးကကြေငြာလိုက်တဲ့သတင်းအပြစ်ဆောင်ကတူလန်ရဲ့အစိုးပန်းကာလမှာတစ်ဖက်ကတက်တီဆိုရင်တစ်ဖက်ကတနင်္ဂနွေလုံးအတန်းတာနဲ့စရေလော့ရှားနိုင်အောင်ပထမအဆင့်ကျူးပန်းခဲ့ကြရတယ်။ဒုတိယအဆင့်အနေနဲ့ထူအင်အားစုစီမဟာဗျူဟာထူးဆစ်စင်ရင်မြော့သိန်းစကန်သိန်းတက်ပွေးတွေစီနွေးတဲ့အတွေ့အကြုံရေးပေါ်တော့ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါဆိုရင်တတိယအဆင့်ကဘာဖြစ်မလဲ PDF ဘဂဖတ်နဲ့မဟာမင့်တူလန်ရဲ့အခွင့်အာလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက် ထောင်သောချီရင်အားနဲ့အထွေထွေသူစစ်ကြီးတရက်ကို တနင်္ဂနွေလုံးအတန်းအတာနဲ့ဆင်နွှဲကြဖို့ချစ်လိမ့်မယ်ဒီသူစစ်ကြီးကစာနာသိမှုကို အဆုံးသက်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ်အဆုံးတစ်နှစ်မှာဆိုးရွမှု မန်သမျှကြက်ဆောင်ပြီးတော့ကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တယ်ပြီးသူတိုလန်ရေမို့ချအောင်ရမယ်ဆိုပြီးတော့ UNG ကကွေးဝန်ကြီးဦးရီမွန်ကပြောကြတာဖြစ်ပါတယ်ဒါက PDF ဘက်ကဖရေးပေါ်တွေ COC နေရက်နဲ့တက်ဆွမ်းရေးအကောင့်တဲ့ရေးပေါ်တွေဖြည့်ဟာငါတို့စင်စစ်မပြတ်ဖိုးဆောင်ရမယ့်လုပ်ငန်းတာဝန်ဖြစ်တယ်။အခုဆိုရင်ရေးပေါ်တို့ဟာတာဝန်ကိုဒီတာဝန်ကိုထမ်းဆောင်ဖို့အစဉ်အသင့်ဖြစ်ကြပြီလို့နားလေတယ်။တမှုတွေရဲ့ဥဆောင်မှုကိုကျိုးဆွမ်းအနစ်နာခံမှုနဲ့အဲ့ကို ကောင်းတစ်ထက်ကောင်းအောင်မတစ်ထက်မအောင်ပြဆော့ကြရမှာဖြစ်တယ်ဟုဥယျာဉ်မှန်ကဆက်လက်ပြောဆိုပါတယ်။ နောက်တစ်ခုကချင်းပြည်နယ်ကတရင်ချင်းပြည်နယ်ဖလန်းမြို့မှာရှိတဲ့ခလရနင်းချော့ရှိတဲ့ရင်ကောင်းတွင်တပ်ပွေပင်းထန်နေပြီးစစ်တပ်ကလေကြောင်းဖြန်ရနေညနေပိုင်းအထိအပင်းထန်မောင်းကြီးခုခံနေလို့သိရှိရပါတယ်။ဒီဟာကနင်းချော့ရှိတဲ့ရင်ကောင်းကနောက်ဆောင်ကြံနေတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ဖလန်းမြို့မှာဆိုလို့ရှိရင်ဒီစခန်းကိုသိမ့်ပတ်ရရှိပြီးဆိုလို့ရှိရင်တော့အကောင်လုံးကိုပြီးနေပါပြီ။မကြခင်မှာတီတီမြို့ကိုလာမှာဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့ဒီဟာကကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေကတော့အာ နေချောရှိတရင်ကောင်းထဲထီကိုဝန်နေပြီလို့သိရှိရပါတယ်။ညာကစက်ကောင်စီကအသိခံရမှာကိုအရန်ကိုစိုးရင်နေတဲ့အတွေ့အကြုံတရက်လောင်းကိုမနာတန်းကို အမေတန်းလေရင်ပေါင်းကြီးနေတယ်လို့သိရှိရပါတယ်။ညာကတရက်မှာဆိုလို့ရှိရင်အာတခါဆိုလို့ရှိရင်စစ်တပ်ကဂျက်ဖိုက်တာ6စီးနဲ့တောင်မှပြင်ပြီးတော့အမေတန်းဝေးနေတယ်ပြီးရင်အဝေး1 2 3နဲ့ပြန်စက်တက်ကိုဘွန်ဂျီတက်ခတ်နေပါလေလို့သိရှိရပါတယ်ပြည်ပြည်မှာတော့အာချစ်အတွက်အာတက်ပွေးများလဲစစ်လက်ကို ပြင်းထန်နေပါတယ်ဆိုလိုတရားကမကြက်ခင်မှာဖလန်းမြုပ်ကိုကျွန်တော်တို့လိုင်းတဖို့ကတင်းပတ်ရရှိပြီးဆိုတဲ့တဲ့ရင်ကိုမကြက်ခင်မှာကြက်ရဖို့ရှိပါတယ်တရားကတတော်လေးကိုဟာ မျိုးလင့်အာရမယ်ဖြစ်တရင်ကိုတခုဖြစ်ပါလေစုံစမ်းရမယ်ဖြစ်ပါလေသူတို့ဒီကမကြခင်မှာဖလန်းမြော့တင်းတက်ပွဲဆော့အော့ဖြစ်ပြီးဆိုတဲ့တရင်ကိုကြဲရမှာဖြစ်ပါလေနောက်တစ်ခုတရင်ကိုပြင်ပြီးတော့ကြည့်အောင်ပါနောက်တစ်ခုကပကိုးတန်အော့ဖုံမြော့နဲ့ဝမ်ယွာရေစကန်ကိုဝမ်ယော့တက်ခတ်ရမှာစက်တက်ဖက်မှာ15ဦးသေဆုံးပြီးလက်နေကြီးကြီးထိမှန်၍ရေစကန်တစ်ခုလုံးမင်းလောင်ပြကြခဲ့ကြောင်းတရားဝတီခရန်စည်ရတဝန်ခံရေဘုတ်သစ္စာကပြောဆိုပါတယ်စကန်ကိုအလက်ငတ်ဝမ်းတက်ခဲ့တာတော့အာဒီကောင်တွေပြင်းစင်းချင်းမရလိုက်ဘူး စကံမင်းလောင်သွားပြီးတော့ပြူဖရဲဖြစ်သွားပြီးစခွဲ15កောင်တည်တယ်ပြီးရင်စစ်ကိုအင်အားအလုံးအရင်နဲ့တက်လာပြီးတော့စခွဲအလုံးတွေကို ဖိုးကနဲ့တေးထောက်သွားတယ်စကန်းတစ်ခုလုံးပြာကျသွားတာတက်ပွေးကနနာရေလို့ဖြစ်သွားတယ်အဲ့ဒီရေစကန်းကတက်ကူတွေရော့နိုင်တဲ့လမ်းနဲ့နေတဲ့အခါကျတော့ အင်အားက အလုံးအရင်နဲ့ဝင်လာတာကျွန်တော်တို့လက်နဲ့တွေမကုတ်နိုင်ပြီခဲ့ပဲနဲ့အောင်မင်းစွာစုတ်ခွန်နိုင်ခဲ့ပါတယ်ဟုတရားဝတီခရန်စည်ရတဝန်ခံရေးဖို့သစ္စာကပြောဆိုပါတယ်ဒီကတော့ကျွန်တော်တို့လိုင်းတစ်ဖွဲ့တွေဖြစ်ကတော့အာခိခတ်တည်ဆောက်မှုတော့ အာမရှိတော့ဘူးထင်ပါတယ်ဒီကကတော့တက်ခွေအာတက်ခတ်မှုအထိခတ်သေးဆုံးမှုတော့လုံးမရှိဘူးကျွန်တော်အွန်မင်ဆိုဆုတ်ခွာနိုင်ခဲ့ပါတယ်ဒီထက်မှာ linux kn တို့ကတော့မကုတ်လိုက်ရဘူးစင်ငါကောင်ကတော့တည်ဆုံးတော့ပါတယ်တည်ဆုံးတဲ့လူတွေကို focus နဲ့တင်သွားပါတယ်လို့သိရပါတယ်အမှကျွန်တော်တို့တူလိုက်တဖို့တဲ့စကန်တစ်ခုလုံးအာရေးစကန်တစ်ခုလုံးကို main long ပြန်ကျက်တော့ကိုကျွန်တော်ဆိုလိုက်တာဖြစ်ပါတယ်ဒီကကတော့ drain count အနေနဲ့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခု drain ကိုပြင်ပြီးတော့ကြည့်အောင်ပါ နောက်တစ်ခုကမန္တလေးတန်းမလန်မြော့နယ်လက်ဆွတ်ရွာတွင်ကြက်ချဆက်ကြီးကုတ်နေတဲ့ရင်းအုပ်ကိုဝမ်းရော့ပစ်ခတ်ရမှာနှအူးစလုံးတည်ဆုံသွားပြီးတနက်နယ်လက်တင်းစီရရှိခဲ့ကြောင်းမင်းချန်ခရင်အမတ်လေးတရင်နထိုးကြီး PDF မှာတာဝန်ရှိသူတအူးကပြောဆိုပါတယ်ညာကကျွန်တော်တို့တိုင်းတပ်ဖွဲ့ရဲ့တက်ခတ်မှုကြောင့်နှအူးတည်ဆုံခဲ့ပါတယ်နှအူးစလုံးတည်ဆုံပြီးတော့ လက်နဲ့နဲ့လက်တင်းစီရရှိခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ဒီကကတော့ဒီမနက်ခင်းမှာ No Song တွေ့ရှိထားတဲ့သတင်းထုတ်တွေကိုတက်နန်တလို့ပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်။ဒီမနက်ခင်းရဲ့သတင်းဖြစ်ပါတယ်။နောက်မှကျွန်တော်စုဆောင်ထားတဲ့ရွတ်တန်ဖို့ပြင်ပြီးတော့ကြည့်အောင်ပါ။ပထမဆုံးကတော့ရခိုင်ပြည်နယ်မှာအရခတ်တိုအေးကချိတ်ပေးလိုက်တဲ့တရေကြီးတဦးရဲ့အာအင်တာဗျူးကိုကျွန်တော်နဲ့တူအရင်ဆုံးနားထောင်ကြည့်ကြအောင်နော်။ကိုကျွတ်တောင်ရဲ့အာအင်တာဗျူးပေါ့နော်။အရခတ်တိုရဲ့ချိတ်ပေးလိုက်တဲ့တရေကြီးကိုကျွတ်တောင်အင်တာဗျူးကိုနားထောင်ကြည့်အောင်။ သတင်းဌာနကတဲမှငါတို့လည်းသိတာအင်းအင်းလောက်ပါပဲကျွန်တော်တို့ကဘာမှမသိဘူးပြကျွန်တော်တို့မှလူလဲတရားမှမရှိဘူးကျွန်တော်တို့အလုံးလူတွေကသူတို့ဟိုအေးယူဖို့ဟိုဆိုပြီးတော့ပြောထားတော့အလုံးထွက်ပြလာရတယ်ဟင်းမရှိပါဘူးတခုလည်းမရှိပါဘူးဒီဟာကဖြစ်ပြောင်းတိုင်းပြောင်းတိုင်းမှာကျွန်တော်တို့ဒါမျိုးတွေခံရတယ်ဥပမာဗျာဟိုမဆာလာက နဝတပြောင်းတယ်ကျွန်တော်တို့မကြိုက်တဲ့ကောင်တွေကစစ်တပ်သွားပြီးတော့မဟုတ်မှားတာ၆ပြောကျွန်တော်ထောင်ဆဲချောင်းနေကြတယ်ဟိုဟိုမှာကျွန်တော်တို့ကဟဲ့လားဘာမှဒီအရေးခက်ကာလမှာကျွန်တော်တို့ဟိုမကျင်တတ်တာပဲထုတ်ပေါ်တာပဲရှိတယ်ကျွန်တော်ကိုထောင်ဆဲချောင်းနေကြတယ်အပြင်းလဲဆိုကျွန်တော်အကြီးဆုံးရခိုင်ပြည်မှာတကယ်ဟိုတွန်လိုင်းကြီးကောင်းဆောင်လို့ကျွန်တော်ကိုတို့သွားပြီးပြောတော့စစ်တပ်ကအဲ့ဒီရှင်တော့ကအလုံးများနေတယ်ဘာမှလည်းစစ်စစ်ဖို့မရတို့ရုံကြီးလောက်တဲ့လူတွေကပြောတော့ကျွန်တော်တို့ထောင်ချပလိုက်တာလေဒီလိုပဲ လားကျွန်တော်တို့ NLD လက်ထက်မှာလဲကျွန်တော်လမ်းကြီးကျွန်တော်ဥပဒေစိန်လက်ထက်မှာကျွန်တော်တောင်ငုံလမ်းကို BOT စနစ်နဲ့ကိုငွေကိုဆိုင်လောက်တာတော့အစိုးရဘက်ကနေလောက်တာမဟုတ်ဘူး။အဲ့ဒါကိုအမျိုးမျိုးကျွန်တော်ကိုထွက်တော်တဲ့ NLD လက်ထက်မှာကျွန်တော်ကိုအမျိုးမျိုးလုပ်ပြီးတော့ကျွန်တော်ကိုအတောင့်အချက်ပေးတယ်ကျွန်တော်စိတ်ကြီးအကြီးလို့ငွေလဲစိတ်ဒါဒီကျွန်တော်နေရာတွေကမိုးလဲပြတယ်မြေကြီးတွေကလည်းတက်တူမြေတွေဖြစ်တယ်အရင်လောက်ရခဲ့တဲ့လမ်းကိုကျွန်တော်လုံးနေတာလမ်းက တကယ်ကိုကျွန်တော်ခဏနှစ်ချင်းနဲ့ကျွန်တော်2010ကလောက်တာ2016လောက်မှာကျွန်တော်လမ်းပြီးသွားတယ်တော်ဆက်ခွန်လောက်မှာဒုက္ခအရင်ပြီးတယ် NLD အမတ်တွေအဲ့ဒါနဲ့စိတ်ညစ်လို့ကျွန်တော်ဆက်ရှင်းမှာဒေါ်ဆက်စုကြည်ကိုစာရေးပြီးတော့ကျွန်တော်အဲ့ဒီလမ်းကိုကျွန်တော်စိတ်ထုံးွယ်အလုံးနိုင်ငံတော်ပေးလူပါတယ်ဆိုပြီးတော့ကျွန်တော်ပြန်အားလိုက်တယ်ဒါအစိုးရပြောင်းတဲ့ကြောင်းတိုင်းမှာ ကျွန်တော်တို့ကိုမကြိုက်တဲ့လူတစုတော့ရှိမှာပေါ့ကျွန်တော်အားလုံးကြိုက်အောင်လဲကျွန်တော်မြတ်စွာဘုရားတောင်မှလူအားလုံးကြိုက်အောင်မလုပ်နိုင်ဘူးအဲ့တော့မကြိုက်တဲ့ကောင်တွေကအဲ့လိုကြီးသွားပြောနေသွားပြောတော့ဟိုလူတွေကအလုံးများနေတဲ့အချိန်မှာဘာမှစဉ်းစားကြရမလိုဘူးဒါပန်းနိုင်နေဆိုပြီးတော့ဒီဒီတိုင်းပဲကျွန်တော်လုပ်တာခံရတာပဲအခုလဲကျွန်တော်တို့ကိုမကြိုက်တဲ့လူတွေကအေးအေးနဲ့မိဆက်တဲ့လူတွေကသွားပြောတာဖြစ်မှာပေါ့အဲ့တော့အေးကလည်းဒီဟာတွေကိုဆစ်ဆစ်ပြီးတော့တကယ်ဟိုဒါမလာမလာလို့စစ်နေမလား 那个，那个卤肉，啊，最苦的也也很有嘛嘛，哎啦，各种地方卤的，把人家说的说切的，每一种话卤的，现在我讲，第二天的三点半的点卤不卤肉，现在我讲，不打不打，没有新鲜的，现在啦，没有不打不打，有的没有啊，现在啦，啊啦，就卤师傅卤的嘛，卤起来卤出来卤不辛苦，要啦也很有嘛嘛，真不辛苦，说来着，挨住的不累乎，也很有嘛嘛，叫卤变卤都不把握。 ကျွန်းတို့ပြင်းလို့တို့ပေါက်တယ်ဆိုတာကျွန်းဆိုတာမမပြင်းမှာပေါက်တာအိုးမှာမင်းဘူးမင်းဘူးတို့နောက်ပြီးတော့ကျွန်တော်တို့ဒီမင်းတုံးတို့ဟုတ်ရှိပင်တို့အဲ့လိုအဘိုးတိုင်းတို့မဘွေးတိုင်းတို့မှာမှပေါက်တာတောင်ပေါ်မှာကျွန်းမပေါက်ဘူးပေါက်တဲ့ကျွန်းကလည်းရောင်းတတ်မဝင်ဘူးဘာဖြစ်လို့လေမုန်တိုင်းတိုက်လို့ကဒီကျောင်းတွေကအလုံးဒီလိုဟိုဘက်ရိတ်ဒီဘက်ရိတ်ဆိုအထင်မှအလုံးနာခွဲလိုက်ရအနာပဲအဲ့တော့ကျောင်းစိတ်ခင်းကဘယ်တော့မှမအောင်မြင်ဘူး အဲ့တော့ကျွန်တော်ကိုဒီတောင်းမျိုးကနေပြီးတော့ရှင်းမယ်လို့ဝေးတဲ့နေရာတခုမှာအခုက93ခုနှစ်ကကျော်ဆိုင်ခင်တခုရှိတယ်အဲ့ဒါဟာမထောင်းကကျော်လာတယ်အဲ့ဒီကျော်နေရာကွန်ပြီပဲလို့မကြည့်ဘူးအပေါ်ပဲရှိတယ်ရှိတော့အဲ့ဒီကျော်နေကလည်းဒီလိုလေမုန်တိုင်းတန်ခံထားရတဲ့အတွက်အထက်မှာအရင်နာတဲ့ကတစ်တုံးဦးစီးခံတာကဒီအရီကိုအပြောင်းရှင်းရှင်းပြီးတော့တို့ကျော်မျိုးတစ်တည်း ောက်တတ်တဲ့မျိုးသစ်တွေပေါ့ဒီရာသီဥတုနဲ့တိုက်တဲ့အပင်တွေတိုက်မယ်ဆိုပြီးတော့အပြောင်ရှင်းနေရှင်းတဲ့အခါကျွန်တော်တို့တို့မှဆက်ဆယ်ရနေရမရှိလို့ကျွန်တော်နဲ့နောက်ကုမ္ပဏီတခုကိုသွားတယ်တတကိုဘလောက်ဆိုပြီးတော့ကျွန်တော်တို့ကတောင်ကုန်ပစ်ဆိုင်အရောက်ကျွန်တော်ပို့ပေးရတယ်ထုတ်ပြီးတော့အဲ့ဒါကိုကျွန်တော်ပြစ်ခုတ်တယ်ဆိုပြီးတော့ဟိုကျွန်တော်ကိုဆွဆွဲပြီးတော့ငါဒီရခိုင်ရုံးမောက်ကပြောင်းရှင်းတယ်ဘာဖြစ်နေကြလဲသူတို့ဘာမှလည်းမသိဘူးဒါဘာအကြောင်းဒါဘာတွေလုပ်တယ်ဘာတွေဖြစ်နေဆိုတာလည်းသူတို့နားမလည်ဘူး ဲ့တော့အဲ့လိုကျွန်တော်အမျိုးမျိုးဆွဆွဲပြီးတော့ဗောဗျာဒီလိုကျွန်တော်ကိုအစိုးရတွေနဲ့မတည့်အောင်ဟုတ်လားနောက်လာတဲ့အစိုးရတွေကကျွန်တော်တို့ကိုရန်သူလို့မြင်အောင်ဒီလိုဟာမျိုးတွေတော့ပြောကြတာဒီရှိတယ်อืมကျွန်တော်တို့ကယူကျွန်တော်တည်ယူပို့ဆောင်ရေးလုပ်ငန်းကိုလုပ်တယ်ကျွန်တော်တက်ဆက်ကုန်တွေလုပ်တယ်ကျွန်တော်အရင်တုန်းကဒီလိုရောင်းတဲ့အကျိုးတူပူပေါင်းပြီးတော့ကျွန်တော်၁၇မိနစ်ဆွဲခဲ့တဲ့တောင်ကုန်းစစ်တွေလိုက်ကိုသေဖို့အစီ၃၀နဲ့ဆွဲတာတော့ဒီလိုတစ်စီးတစ်စီးနဲ့ဆွဲတာမဟုတ်ဘူး ဒီလုပ်ငန်းတွေကိုသူတို့ကမသိဘူးအဲ့ဒါကျွန်တော်ဘာတွေဘာတွေလုပ်ခဲ့တာကိုသူတို့မသိဘဲနဲ့အဲလက်တလို့ဒီကောင်အောင်မြင်လာတဲ့အခါကျတော့အမေလို့ဘီးလုပ်တယ်ဟာဒီကောင်တခိုးတယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုဆွဆွချက်နေတဲ့နောက်ဆိုရတွေကိုဒီလိုပြောကြတာပေါ့ဒါစစ်တပ်ခေတ်ကလည်းရှိပါတယ်ကျွန်တော်ကိုပုံကုန်တော့ဘာဖြစ်တယ်ကြာခဲ့တယ်ဆိုတော့တိုင်မှုတွေနဲ့ရန်တက်မတက်အောင်သွားပြီးတော့ပြောကြတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီလူတွေကိုကျွန်တော်မှရှင်းပြနိုင်တဲ့အခွင့်အရေးရှိတယ် ့ NLD တို့အခုလို AA တို့ကြာကျွန်တော်မှရှင်းပြနိုင်ခွင့်ခွင့်ရင်မရှိဘူးအဲ့ဒါကြောင့်ဟိုသူကဒီတိုင်းဒါတော့ကျွန်တော်ကဂျုံခုပါပြီကျွန်တော်ကမှဒီလိုဟာမျိုး၃လေးကျေတော့ဂျုံခုပါပြီဒီအတွက်တော့ကျွန်တော်မှဘေးထူးထူးခြားခြားခက်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 မရှိပါဘူးဒါတော့ဟိုဆိုရဖြစ်ဖြစ်အာနာရှိတဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ် ။ဒါတို့လို့လုံးတာအားလုံးကတော့ပြည်သူကခံရရတယ်။ဒါကိုကျွန်တော်တို့ဘာမှမပြော။ဘယ်ကျွန်တော်တို့မဆလာခင်မလဲလူလင်းခံရတာပဲ။ဟုတ်လား LED ခင်မလဲလူလင်းခံရတာပဲ။ဒါတော့ကျွန်တော်တို့ဘာမှပြောပဲကိုကျွန်တော်ကဒီတိုင်းပြန်မနေတာ ਉਹ ကျွန်တော်တို့အဲ့ဒါမကျင်းတဲ့ကျွန်တော်နိုင်ငံရထွက်ပေါ့ဒါပဲရှိတာပဲကျွန်တော်ပါပြောလို့ကျွန်တော်ဘာမှပြောနေနေအောင်ကျွန်တော်အရသာတယောက်ကျွန်တော်မအာနာလည်းမရှိဘူးလည်းလည်းမရှိဘူး စကားပြောရဆိုတာအာနာရှိဖို့လိုတယ်လက်နဲ့ရှိဖို့လိုတယ်ဗျ။အင်း။ဒါမှအောင်နာအဲ့ဒါကျလို့ကျွန်တော်ပြည်သူပဲပါပါပြောလို့ရမယ်ကျွန်တော်တခုမှမပြောဘူးအလုပ်ကျင်းတဲ့ကျွန်တော်ကျွန်တော်တို့ဘာမှမသိဘူးခင်ဗျားတို့ Western New York တဲမှာကျွန်တော်သိတာကျွန်တော်တို့မေးလို့တာပြောတာဒါပေမဲ့ဟိုအဲ့ဒီခင်ဗျားတို့တင်လိုက်တဲ့အောက်မှာ comment တွေမှာရေးရတာပေါ့ကျွန်တော်ကိုတစ်ခိုးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာ ဟိုကျွန်တော်ကပြောပြစီကျွန်တော်အဲ့ဒါတွေကျွန်တော်ကောင်းတယ်မလေးမသိဘူးမသိဘူးဆိုကျွန်တော်ဘာမှမလုပ်ခဲ့လို့စိတ်ကိုကျွန်တော်ဟိုဟိုအဖေကျွန်တော်ကအချောစီးပွားရေးအောင်မြင်နေတဲ့ခါဒီအလုပ်ကြီးကျွန်တော်ဘာလုပ်ရလို့လဲဒါကမဟုတ်တကယ်ဘဝကိုအောင်မြင်အောင်ကြိုးစားတဲ့လူတွေအသက်ဆုံးထောင်ဝန်ဆုံးပြီးတော့လုပ်ရတဲ့အလုပ်တွေဒီကျွန်တော်တို့ကအောင်မြင်ပြီးသားလူတွေလေအဲ့ဒီသိတဲ့လို့ကိုကျွန်တော်ဘာလုပ်ရလို့လဲอืม ဆိုတော့ကျွန်တော်ဓာတ်တွေကိုခလေးတွေပေါ့လေဒါအထူးသဖြင့်မန်းတဲ့ကောင်တွေကတော့နိုင်ငံခြားကောင်တွေဘာမှမသိတဲ့ကောင်တွေကိုနိုင်ငံခြားရောက်နေတယ်ကျွန်တော်တို့ဘာလုပ်နေလဲကျွန်တော်ဘာဘယ်လိုလူမျိုးကျွန်တော်ကဘယ်လိုနေနေဆိုတာလည်းသူတို့မသိပဲနဲ့စိတ်အထင်နဲ့ပေါ့ဗျာရုပ်ရှင်တွေကလူဆိုးလူမိုက်ဒိုင်းကောင်းကောင်းဆောင်ကြီးတယောက်လို့ကျွန်တော်တို့ကိုမြင်ပြီးတော့အဲ့လိုမန်နေဂျာရတာတော်တော်စိတ်မကောင်းပါဘူးရပါတယ်ပြည်စမရှိဘူးဒါလော့ဘတန်ပဲကျွန်တော်အလုံးကျဉ်းချမ်းခံနေပါတယ်ကဲဆိုတော့ဒီဟာကတော့ဒီမှာကြောက်တော့ကြောက်တော့ဆိုတော့ကသူကတော့ရက်ခံလို့မျိုးတော့သိရတယ် တောတောင်ဆိုတာကလည်းသူ့ရဲ့နာမည်လို့အရင်တော့မဟုတ်ဘူးလို့သိရတယ်သူ့ရဲ့နာမည်အရင်ကသက်သက်လို့ရှိရယ်သက်သက်ရှိရလို့အာကျွန်တော်သိနေတော့နော်အာသူ့ရဲ့နာမည်အရင်ကတော့နည်းနည်းတော့ကြားဖွေတာမဲ့လည်းမပြောနိုင်ဘူးနော်အာသူ့ရဲ့နာမည်ရင်းနေခဲ့တယ်အဲ့ဒါကြောင့်မလို့ပြောပြတာဖြစ်ပါတယ်အာမားမာဆိုလို့သူ့ရဲ့နာမည်အရင်သက်သက်ရှိတယ်သူ့ရဲ့နာအာခုကြောက်တောင်ဆိုတာကသူ့ရဲ့ဘဝခက်ခဲတွေနဲ့ဖြစ်ပေါ်လာတဲ့ဟာနဲ့ကြောက်တောင်လို့ခုံနေရတယ်လို့သူကျွန်တော်တို့နေ့ကြပါတယ်ကြားပါတယ်ဆိုတော့ဒီဟာကသူကလည်းရခိုင်လူမျိုးလို့သိရတယ်သူတို့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်သူလောက်တာက စီပွားရေးရောကိုသူပြောတဲ့အတိုင်းပဲအာလမ်းတွေရောသူကိုတန်းသူပစံနဲ့ရင်းပြီးတော့ထုတ်ပေးတာမျိုးလေးရှိတယ်ပြီးရင်ចောင်းတွေတက္ကသူចောင်းပေါ့နော်တက္ကသူចောင်းလည်းအခက်မဲ့ចောင်းတွေအာတောင်ကုန်မှာလာပေးမှာလည်းမသိဘူးအဲ့ဒီအာရခိုင်ပြည်နယ်မှာအာဖွင့်ပေးတဲ့ဟာလေးရှိတယ်လို့သိရတယ်ပေါ့နော်သူရဲ့အာလော့ဆောင်ချက်လေးတော်လေးတော့ရှိပါတယ်လို့သိရှိရပါတယ်ဆိုတော့အခုချိန်မှာအာခတ်တိုအေနဲ့လေးအာဒီလိုမျိုးသူကတော့ဒီကောင်တွေကဒီနော်လို့ဒီလိုပေးလိုက်လို့ဘာကြီးရတော့မပြောဘူး ဒီတိုင်းပဲသူကလည်းကျင်းနေပါတယ်သူကကျင်းနေမှုတွေကိုသူရဲ့ယင်သေးကရှိတဲ့အတိုင်းကိုပြောတာဖြစ်ပါတယ်စစ်ကောင်စီနဲ့လည်းသူကတက်ပါလိုက်ပြီးရင်အာတရားလူတွေနဲ့လည်းသူရိုးနေတယ်ဆိုတာကတော့သူဘယ်သူပဲလောလောတက်တက်အာသူတို့အဆင်ပြေလို့ပေါင်းနေကြတယ်ဆိုတော့သူတို့ကကျွန်တော်တို့တော့အတွေ့ဘာမှအဆင်မပြေအာအဆင်မပြေရဆရာအကြောင်းကိုမရှိဘူးဆိုပြီးမှပြောသွားတာဖြစ်ပါတယ်ဒါကတော့အာလေးကြီးတယောက်ရဲ့အရင်တော့ကတော့သူကအဲ့လောက်ထိတော့ အာတတိတော့မဟုတ်ဘူးဒါပေမဲ့သူကကျူးစားလာပြီးတော့အခုလိုတတိဖြစ်လာတာလို့သိရတယ်ဗျနော်ဆိုတော့အခုချိန်မှာအရခတောင်းလေးအရခတောင်းအေနဲ့လေအရန်ကိုပြဿနာဖြစ်နေတာလေမဟုတ်သေးဘူးဒါပေမဲ့လည်းအခုကအာအရန်ကြီးတော့ပြောပြောဆိုလို့မရသေးဘူးလို့သိရတယ်ဗျနော်သူအာတတိတွေမှာပြောပြချက်ရဆိုလို့ရှိရင်အရခတောင်းနဲ့လေနည်းနည်းစစ်နေတယ်ရခိုင်လိုမျိုးဖြစ်တယ်ပြီးရင်အာကျွန်တော်တို့စက်ကောင်စီနဲ့လေစစ်နေတယ်လို့သိရှိရပါတယ်ဒီဦးလေးကဆိုတော့ဘယ်လိုပဲဘယ်လိုပဲဖြစ်အာ စက်ကောင်စီနဲ့လဲဆင့်ရနေတယ်အရခတ်တို့နဲ့လဲလွတ်လွတ်အာမလွတ်လို့တဲ့အာလူတယောက်လက်ပြီးရတယ်မလုပ်လို့လဲဆိုလို့ရှိရင်ရက်ခန့်လူမျိုးဖြစ်တယ်ဆိုတော့ဒီကအခုဆိုးဆိုးပိုင်းမှာ အများကြီးကျွန်တော်တို့ဖက်ကလည်းအများကြီးပြောစီရာအကြောင်းလေးမရှိသေးဘူးအာအကောင်လုံးလေးဒီအချက်လက်ကဘာကြီးဖြစ်တယ်ဆိုတာကိုလည်းအသေးစိတ်မသိရတဲ့တွေ့ကြောင်းဒီကတော့ခရိုနီတယ်ဆိုတာကကျွန်တော်တို့တူလန်ရေးသမားတွေအတွက်အရန်ကိုလူအပ်နေတဲ့သူတွေဖြစ်တယ်တူလန်ရေးသမားတွေစီမှာဒီလိုမျိုးခရိုနီတွေပါလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အကြီးကြီးမားမားအောင်မြင်မှုတွေဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့အရန်ကြီးခရိုနီပန်းတွေကိုအာဝေဖန်လို့မရသေးဘူးအခုချိန်မှာကျွန်တော်တို့ထင်းချွတ်နေရမှာသူတို့ပန်ဆန်မှုတွေရှိနေတဲ့လူတွေကိုတော့ဘာလဲဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အများ ်းကြီးအရန်ကြီးတော့ဝေဖန်လို့မစိုးတင့်သေးဘူးဘာလို့လဲဆိုလို့ရှိရင်တော့ຢာကကျွန်တော်တို့လိုင်းတက်ဖွဲ့တက်ဖွဲ့တွေအတွက်ကျွန်တော်တို့လိုင်းရေးပြီးသူတွေအတွက်အရန်ကိုလူအပ်နေတဲ့အာသူတွေဖြစ်ပါတယ်ခရိုနီတွေကျွန်တော်တို့ဖက်မှာပါလာပြီဆိုလို့ရှိရင်ဒီတို့လိုင်းရေးကတော့မကြိုက်ခင်မအောင်ဘူးပဲဆိုတော့ဘာလို့လဲဆိုလို့ရှိရင်ဒီခရိုနီတွေရှိနေတဲ့တွေ့ကြောင်စကောင်စီတက်ဖွဲ့တွေကအမြဲတမ်းကိုအားကောင်းနေတာကျွန်တော်တို့လိုင်းတက်ဖွဲ့တွေကအားမကောင်းတာကပြီးသူတွေကမရှိမဲ့ရှိမဲ့ဟာလေးတွေချက်ပေးနေတာ ဖရိုနေတွေဆိုတော့ကရှိတဲ့ဟာကိုအမေတိုင်းအများကြီးရှိရှိခြင်းနဲ့အများကြီးပေးတယ်။ဒီလိုမျိုးကျွန်တော်ပီသူတွေကတော့မရှိမရှိမြဟာလေးတွေကိုပေးနေတဲ့အတွေ့အကြုံတိုးလေးကိုတိုးလိုင်းကြီးကခီးရှိနေတာဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာခရိုနီတွေကကျွန်တော်တို့တိုးလိုင်းကြီးအတွက်တက်တိုးလေးကိုလိုအပ်နေတယ်။ဒီကျောက်တောင်ဆိုတာကဦးလေးကျောက်တောင်ကလည်းအာကျွန်တော်တို့အာရခတိုးအေးကြီးအတွက်အရေးကြီးပုတ်ကုန်တရောလဲဖြစ်ရင်ဖြစ်နေပုတ်ကူတရောလဲဖြစ်ရင်ဖြစ်နေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အပြိုးအုံးမစိုးသေးဖို့အာကျွန်တော်ဆက်ပြီးတော့ဆောင်းကြည့်ရအောင်မှာဖြစ်ပါတယ်။ ဆိုတော့နောက်တစ်ခုကအိန္ဒိယကတောင်းဆိုလိုက်တဲ့အိန္ဒိယလွတ်တော်မှာတောင်းဆိုလိုက်တဲ့မေးတစ်ခုကြောင့်ကျွန်တော်မြန်မာနိုင်ငံကအာဒီအခုဓမူတော့နော်အာဓမူပြီးရင်ဂလေးကဘောပေါ့အဲ့ဒီဖြစ်မှာဆိုလို့ရှိရင်မဏိပူက အာအိန္ဒိယလွတ်တော်ကိုတောင်းဆိုလိုက်တယ်ကျွန်တော်တို့အိန္ဒိယဘက်ကိုပြင်ပြီးတော့ထိပ်ပေးဖို့မဏိပူရာဘက်ကိုထိပ်ပေးဖို့ဆိုရတာနဲ့ပတ်သက်ပြီးတော့ကြုံမုံမင်းသူ့ရဲ့အဖမင်းအောင်လန်တို့ကိုအခုဆိုလို့ရှိရင်မင်းတို့နေရယူတာကအာပြည်သူတွေကကန့်လို့ယူတာမဟုတ်ဘူးမင်းတို့အားနဲ့မင်းတို့ယူတာအခုချိန်မှာပြည်သူတွေအာအာကျွန်တော်တို့နိုင်ငံကရောင်းစားနေကြမင်းတို့တွေကရောင်းစားနေကြပြီမင်းတို့စီးပွားရေးအတွက်လော့လော့တွေဆိုလို့ရှိရင်မလော့ကြဘူးကျွန်တော်တို့လူငယ်တွေရဲ့ဘဝကသိနေပါပြီဆိုပြီးမှပုတ်ကွေးနေတဲ့ဒီခါတော့ကျွန်တော်တို့ဂျုံဝင်းပြီးတဒိုလေးကိုအာ အားရဖို့ကောင်းတယ်ပြောတော့တာလုံးဝမိုက်တယ်ကျွန်တော်နားထောင်ကြည့်ရအမှန်တရားတွေပြောတော့တာဆိုဆက်ပြီးတော့နောက်ကြည့်ရအောင်နော်တစ်ဖက်လူကတော့ရှင်းပြရင်တော့တစ်ဖက်တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ကိုကျွန်တော်နိုင်ငံအားနည်းနေတဲ့အချိန်စူးစိညင်းမှုပြပြနေတဲ့အချိန်စီလုံးညင်းမှုမရှိတဲ့အချိန်မှာတို့ကတော့ဒီထိကပားရေကပားပြောချင်ပြောမှာပါဗျာဒါပေမဲ့အဲ့ဒါလိုထိကပားရေကပားပြောနေတာကိုကျွန်တော်ကဂျန်လစ်တောင်နေနေရင်ထဲမှာစိတ်မကောင်းဖြစ်တယ်နာတယ်မကြည်မနှက်ဖြစ်တယ်ဒေါသထွက်တယ်စိတ်တူကျွန်တော်ကဒီလိုခံစားရတယ်ဒါပေါ့ နိုင်ငံတယောက်နိုင်ငံကိုချစ်တဲ့သူတယောက်ကနိုင်ငံချစ်ကိုယ့်နိုင်ငံအစိပ်ပိုင်းတစ်ခုကိုတယောက်ကပိုင်စိုးပိုင်နေပြောလာရင်ဒီကိစ္စနဲ့ပတ်သက်ရင်မခံချင်စိတ်နဲ့ပြက်သားပြောဖို့လိုတယ်ပြောတင်တာပြောဖို့လိုတယ်အဲ့ဒါတိခံမဲ့အရာမဟုတ်ဘူးတိခံမဲ့အရာမဟုတ်ဘူးကိုယ်ကလည်းပြောရင်ဗျာမင်းမင်းမိမငါမင်းမိမငါမင်းမိမနဲ့ငါအိတ်ချနေတာကွာလို့ပြောရင်ယောက်ျားတယောက်ဘလောက်ဒေါသထွက်တယ်လဲယောက်ျားစင်ဘလောက်ဘလောက်ဒေါသထွက်မလဲအဲ့ဒေါသထွက်သလိုမျိုးထွက်တယ်လားအခုမြန်မာအစိုးရကတော့ဘာမှလည်းမပြောဘူးအဲငင်းခံနေတယ်ဆဲနေရအဲ့လွတ်တော်မှာပြောသွားတာကိုမြန်မာအစိုးရက လူတွေသိရောသိရလားမသိဘူး။အင်းမနေ့ကတရင်နေပေါ်လို့ရနေပြီစပြီးတော့ဒီနေ့ဆိုရင်ကျွန်တော်တို့ပြောပြီးနှစ်ရက်ရှိသွားပြီ။ပေါ်လို့ရနေပြီ။ပြီးတော့အဲ့အိန္ဒိယမှာသွားပြီးတော့ထားတဲ့အိန္ဒိယမှာရောက်နေတဲ့မြန်မာတမ်မတ်ကအလုပ်ကောလုပ်ရလား။ဒီလူအဲ့မှာသွားနေပြီးတော့ဘာလဲဟိုဟိုစီးဥထပ်ပါစပြီးတော့စိန်ခံနေရလား။မသိတာလား။မြန်မာနိုင်ငံကတတ်တမဖြစ်နေသူ့ကိုသွားပြီးဟိုခတ်ထားတာ။ဟိုကတရင်သားတွေမှာဒီလိုလေးပါလာရင်မြန်မာအစိုးရနိုင်ငံတကာကြီးကတော့တိုက်ရိုက်အကြောင်းကြားမှာမဟုတ်ဘူးလား။အဲ့ရနိုင်ရပြီကျနော်လေဘိုးဘူးကြီးကိုတိုက်ရိုက်သွားပြပြီးတော့ဘိုးဘူးကြီးအိန္ဒိယဒီလိုပြောနေပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြောပါမဟုတ်ဘူးလား ဟိုခမရတို့ကပါလေခမရတို့ကဘာလုပ်ကြတာလဲကျွန်တော်ခမရတို့ပတ်ပတ်ဆက်ဆက်ပြောပြချင်နေပြပွန့်လင်းပြောရဲခမရတို့ကပြောလို့ကျွန်တော်ပြောရင်ခမရတို့ကကျွန်တော်တရားဆွဲမှာထောင်နဲ့ထဲဦးမှာခမရတို့ကနိုင်ငံကိုရောင်းစားဖို့ကြိုးစားနေကြတာလားလို့မေးချင်သိပေါက်လာတယ်နိုင်ငံကိုဒီလိုမျိုးသမျှစော်ကားမော်ကပြောနေတာကိုခမရတို့ဗဇက်ကြီးတွေကပိတ်နေကြတာတန်တမန်ဒီလိုက်ရမလုပ်ကြတာဘာမှလည်းမတုံ့ပြန်ကြတာခမရတို့ဘာလုပ်ကြတာယူသားကြရလားခမရတို့ကဘာတွေလဲခမရတို့ကဲ main တော့အပါတွေကတော့ခုချင်းကြည့် ဗာရီလေလို့မေးတော့မေးမနေနဲ့မေးတော့အပတွေကအခုကျွန်တော်နိုင်ငံကိုအပန်းပန်းဖြောင်ကိုရောင်းစားနေတော့အခုအိန္ဒိယနာမည်ကိုလေရောင်းမှပြီးရင်အခုရုရှားဘက်ကိုရောင်းတာလည်းယူပြီးရင်ရုရှားလာမှာအခုရောင်းနေတယ်မင်းတို့အပတွေကမင်းတို့လေတိတိကြီးနေလို့ကိုထောက်ခံနေကြပြောဆိုနေတယ်ဒီတခါတော့မင်းအာဘာဖြစ်တယ်ငယ်ဖြစ်တယ်မပြောနဲ့ဒဲကိုပြောလိုက်ဒဲကိုပြောလိုက်ဒီတခါပဲနောက်ဆုံးပဲဖြစ်မှာနော်အဲ့ဒါကြောင့်မလို့ပြောစီချင်တာ တော်တော်လေးတော့ကျွန်တော်လည်းအံ့အားသင့်လို့မဆိုဘူးဒီတိုင်းပြည်ကိုဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေတဲ့သူတွေကကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကားထိကပ္ပကြီးကပြောနေတာတော့ငြိမ်ခံပြီးတော့ဘာမှလည်းပြန်မပြောနိုင်ဘူးအခုကျွန်တော်တို့လိုမခံမရတဲ့ဖြစ်တဲ့ကောင်တွေထပြောတာလဲကားတော့မခံမရတဲ့ဖြစ်လို့ထပြောတဲ့ကောင်တွေကိုတနိုင်ငံချစ်ချစ်ပြောပြမယ်မင်းတို့ကခဏနေပါဦးဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာကျွန်တော်တို့ကစစော်ကားရလားသူတို့ကစစော်ကားရလားဆိုတော့ခင်ဗျားတို့သိဖို့လိုတာပေါ့ဗျာအဲ့လောက်အခုကသူတို့ကစစော်ကားတာဗျဒါပြောစင်လားမပြောစင်လားဆိုတော့မေးခွန်း ရှင်းရှင်းလေးပဲလीဒါလွယ်လွယ်လေးအဲ့လောက်ပြောရင်ဒီလောက်ဆိုရင်ခင်ဗျားတို့အစိုးရလူတွေနာတတ်ရင်နာစမ်းပါဗျာခင်ဗျားတို့တိုင်းပြီချစ်တယ်ဆိုတော့ဘာချစ်တာလဲကျွန်တော်မေးတယ်ရှင်းရှင်းလေးဘာတိုင်းပြီချစ်တာဘယ်ကိုချစ်တာတိုင်းပြီချစ်တာထိုင်ကုန်နေရာရလို့ဝင်ထိုင်နေကြတာလားဇိမ်ခံကောင်းကိုဝင်ထိုင်နေကြတာလားတိုင်းပြီချစ်တာဆိုတော့ထိုင်ကုန်နေရာထိုင်ပြီးရင်ပြတိုင်းပြီချစ်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 ထိုင်ကုန်နေရာထိုင်ပြီးရင်တိုင်းပြီနဲ့ပတ်သက်ရင်အလုပ်ကိုလုပ်အောင်တာဝန်ရှိတယ်ခင်ဗျားတို့ကမဟုတ်တော့ဘူးဗျာနိုင်ငံတိုင်းဝန်ကြီးဆင်လာလဲရောဒီလက်ရှိနိုင်ငံတော်အုပ်ချုပ်နေတဲ့ဘုံကြီးမြေအောင်လာရောပဲခင်ဗျားတို့ကဗဇက်ကြီးပြိတ်နေကြတာဘာလုပ်နေကြတာလဲခင်ဗျားတို့ ဒီကောင်လေးစော်ကနှစ်ကြိမ်ရှိသွားပြီအိန္ဒိယလောက်တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်မို့တော့နှစ်ကြိမ်ရှိသွားပြီတော့ရှက်ဖို့ကောင်းလေးသွားနော်တော်တော်လေးကျွန်တော်တို့တိုင်းပြည်ကဘာဖြစ်နေလဲဆိုတော့ဟိုခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာလိုက်အလှော်လိုက်အလှော်လိုက်ပုံကိုယ်တွေကလည်းဟိုညံ့ညံ့သွေးကြက်ကောပြည့်ကြရလားမသိဘူးဘလို့ဟာရည်နဲ့ကျွန်တော်တွေ့နေသည်တိုင်းပြည်မှာကျွန်တော်စဉ်းစားလို့မရဘူးဒီမှာသမ ्या စော်ကားကျင်နေစော်ကားနေအောင်ကျွန်တော်ငြိမ်ခမ်းနေရတယ်။အခုကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့ တကယ်ချစ်ကြရလားခင်ဗျားတို့ရာတကယ်တိုင်းပြည်ချစ်ကြရလားတိုင်းပြည်တကယ်ခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လက်ထဲမှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထဲမှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထဲမှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကခင်ဗျားတို့ကင်ထားပြီးတော့ခင်ဗျားတို့ကခင်ဗျားတို့လှုပ်ချင်လှုပ်နေတာမျိုးတို့ကျွန်တော်တို့တန်ဖို့ကျွန်တော်တို့ပွန့်လိုက်ပြန်တိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်อืมကြောင်းကြည့်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာနော်အင်းဒီမိကံကြမ္မာခင်ဗျားတို့လက်ထဲမှာကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခင်ဗျားတို့လက်ထဲမှာอ่ะ ခါလုတ်ချင်လျှောက်လုတ်နေတာတွေကျွန်တော်တို့အကုန်ဒုက္ခအောင်ကုန်နေမယ်ကျွန်တော်တို့တွေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျကျွန်တော်ပွင့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြီးတယ်အဆိုင်ခဲကခင်ဗျားတို့ကျွန်တော်ကြည့်နေရတဲ့အဆိုင်ခဲသိကြည့်မရတဲ့အဆိုင်ခဲတော်တော်ကြီးတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရတယ်ပေါင်နေရမယ်ဒီလောက်ပဲပြောလို့ရတယ်ဒါတော့ကြော်ပြောရင်လေဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာတကယ်ကျွန်တော်သိတယ်ထောင်နေတာတကယ်မှန်တယ်ပြောစိတ်ထဲတော့မကောင်းဘူးဗျဟိုစိတ်ထဲတော့မကောင်းပါဘူးဒီတိုင်းပြည်ဒီပုံစံနဲ့တော့ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ကျွန်တော်တို့လူငယ်တွေရဲ့အနာဂတ်ကိုခင်ဗျားတို့ဖြည့်ဆည်းနေတာလို့တော့မပြောချင်တော့ပါဘူး ျွန်တော်လူငယ်တွေအနာဂတ်ကျွန်တော်တို့လူငယ်တွေရဲ့ဖြစ်ချင်နေတဲ့ပုံစိပ်ပုံရိပ်တွေတိုင်းပြည်ကိုဖြစ်စေချင်တာတွေကိုခင်ဗျားတို့ကဟိုအကောင့်ထဲပေါ်ပေးရမယ်ဆိုခင်ဗျားတို့ဘာလို့လုပ်နေမှန်းကိုကျွန်တော်မသိတော့တာတော်တော်လေးတော့ကျွန်တော်စိတ်တော့ပြတ်မိပါတယ်ကဲဂျုံမင်းမင်းစစ်ပြတ်နေပါပြီဂျုံမင်းမင်းစစ်ပြတ်နေပါပြီမင်းအောင်လန်သူ့အပါမင်းအောင်လန်ကိုစစ်ပြတ်နေပါပြီအခုချိန်မှာသူပြောတော့လည်းရှိပါတယ်ဘာလဲဆိုလို့ရှင်တော့သူကဘာလဲ မင်းတို့တွေကတက်အလုပ်ချင်းတယ်လို့လုပ်လို့ရအလုပ်အလုပ်နေကြတာလားဘာကြီးရောမင်းနေတာဗောနော်ခုချိန်မှာမဲတန်ပီကိုရောင်းစားနေကြလားစီးပွဲဖြစ်အလုပ်ကန်နေရမင်းတို့အာနာရဖို့အတွက်ထန်ကောင်းမယ်ထန်ဖို့အတွက်ထန်တန်ဖို့အတွက်အမေတန်လုပ်နေကြလားဆိုရင်မင်းနေမိကွန်းတော့နေရပြီသူတို့အခုချိန်မှာငါမေးမေးနေတာဒီကိုပြောရမှာနော်အခုအကောင်လုံးအကောင်လုံးမှာအခုရုရှားလေတရဝန်စချွတ်ချွတ်နေတာကအများကြီးရှိနေတယ်လို့သိရတယ်ဗောနော်ဒီလိုမျိုးအာတန်ရစာတရပြီးဖို့တရုတ်ကိုလေးပြီးတာနေတာမဟုတ်ဘူးအများကြီးပြီးနေပြီ နော်တရုတ်ပြည်တာနဲ့ရုရှားရုရှားပြည်နဲ့အမန်တအမကြီးအောင်အင်းနာချင်းထမ်းလို့အကောင်လုံးပေးမှာမျက်ဝေပြီးတော့အမနေပြီးတော့ပဲကြံမှာနော်မင်းအပါတွေကလုံးလိုက်လို့သူတို့တရားကသူတို့အာနာရဖို့အတွက်ရေပြီးရင်သူတို့တွေမှာအာနာရရရတယ်ဆိုလို့ရှိရင်သူတို့ကိုကျွတ်အတွက်သူတို့မင်းသားဆိုအတွက်စီပွေရဖြစ်ဖို့အတွက်ပဲလောက်စားနေကြမင်းတို့အပါတွေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အမေတန်းပြောနေတာမင်းတို့တွေလမ်းမရောက်နေတဲ့အခုကပြန်ပြီးတော့တိလာပြီးတော့အာ လောသားတကြီးနဲ့ပြောရင်လည်းဘာမှထူလာမဟုတ်ဘူးမင်းတို့ထောင်ထေးပေးရောက်မှာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အမေရန်ပြောပါတယ်မင်းတို့တွေတိုးလန်ကြပါလို့နော်ယုံဖို့ရတော့ကြုံစုတော့အကုန်လုံးကိုခုပြီးတော့နော်အဲ့မှာအာကျွန်တော်အဲ့ဒါကြောင့်မလို့လူငယ်တွေကမင်းတို့အပါတွေကိုတိုးလန်တယ်လားဘာလဲအရင်တုန်းကမင်းတို့ပြောတော့အခုကျွန်တော်တို့စက်ကောင်စီမင်းအွန်လိုင်းကအာနာထင်းပေးလိုက်လို့ ကချူကြီးကအာနာထင်းပေးလဲအရန်ကိုကောင်းတယ်အာနာမထင်းပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကချောအာစုပ်ဖြစ်ကြတော့မယ့်ဘာညာပေါ့မင်းတို့ပြောနေတာဟုတ်လားအခုချိန်မှာဘာဖြစ်နေပြီမင်းတို့လောင်းနေတယ်မလောင်းနေပြီမလားခံစားနေကြပြီမလားတီးတက်ပြီမလားညာကတကယ့်အဖြစ်မှာဆိုတော့ညာကအမေတိုင်းပြောအများကြီးပြောစရာလေးမလိုဘူးမင်းတို့ညာနဲ့မင်းတို့တီးဖို့လုံနေပါပြီမင်းတို့အပတွေကဘာအတွက်လောက်နေတာလဲတန်းပြီကိုချစ်လို့လောက်နေရလားအာ ဝူဂျူးကြီးပွဲကိုလူအဲ့အာနာရဖို့အတွက်လောက်နေကြတာလားဆိုတော့ကိုမင်းတို့လည်းနားလေသိပြီနော်ဆိုတော့ဒီကတော့ဒီနေ့မနေ့ခင်းမှာ no song တွေ့ရှိထားတဲ့သတင်းထုတ်တွေကိုတက်တက်တော်တင်ဆက်ပေးရင်လည်းဘုံမရရုံမင်းမင်းလွန်မြက်တဲ့ရုပ်သံကိုကျွန်တော်တို့ပြင်ပြီးတော့ကြည့်ရမှာဖြစ်ပါကြည့်ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမေးတဲ့ကြည့်ရှု update နဲ့ကြားတိုးလန်ပြီးသူမျိုးအားလုံးကိုလည်းဝေးကြမှာချင်းဆေးချမ်းသာခြင်းနဲ့ပြေဆုံးကြပါစေ